ဘာမှပြောင်းလဲစရာမလိုပဲနဲ့ကိုကိုကိုအလွယ်ဆုံးတိုးတက်ပြောင်းလဲအောင်လှုပ်လို့ရတဲ့နီလန်ငါးနီးလာပြောပြမယ်အဲ့တော့ငါနီလန်ငါးနီးမပြောပြခင်ပေါ့နော်ခုနပြောသလိုမျိုးပဲဘာမှပြောင်းလဲစရာမလိုဘူးပြောရမယ်ဆိုရင်ကိုဆိုတဲ့လူလိုပဲနေသွားယုံပဲဒါပေမဲ့ဒီငါးချက်ကိုလိုက်လှုပ်ယုံနဲ့2026မှာပိုကောင်းတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်ရှင့်အားလုံးပဲမင်္ဂလာပါနောက်အေးကတော့ Facebook နဲ့ TikTok မှာ online marketing အကြောင်းတွေကိုမျှဝေပေးနေတဲ့သူတယောက်ပဲဖြစ်ပါတယ်။ဆိုတော့ online marketing အကြောင်းတွေလေ့လာချင်လို့ရှိရင်လည်း TikTok နဲ့ Facebook မှာနောက်အေးလို့ရိုက်ထည့်လိုက်ရုံနဲ့ပေါ့နော်ဗီဒီယိုတွေတက်လာမှာပဲဖြစ်ပါတယ်ရှင့်အဲ့တော့ဒီဗီဒီယိုကိုမကြည့်အားသေးဘူးဆိုရင် save လုပ်ထားလဲရပါတယ်ရှင့်ဒီလိုမျိုးကွက်ကိုတိုးတက်ပြောင်းလဲစေတဲ့နီးလန်းလေးကိုထပ်ပြီးတော့လေ့လာချင်နေဆိုရင်လည်း channel လေးကို subscribe လေးလုပ်ထားပေးဖို့လည်းမမေ့ပါနဲ့ကဲနံပါတ်1သွားရအောင်နံပါတ်1အလွယ်ဆုံးကနေစမယ်ဘာလဲဆိုတော့အေးရေဝအောင်အရင်အိပ်ပါလူတယောက်နိုးလာတဲ့အချိန်ပေါ့နော်အေးရေဝတဲ့သူနဲ့အေးရေမဝတဲ့သူအများ ကြီးกว่าတယ်ဘာတွေกว่าလဲဆိုတော့နံပါတ်1လမ်းဆန်းတက်ကြွမှုနံပါတ်2နေ့တနေ့ရဲ့လှောက်ဆောင်မှုတွေအများကြီးกว่าသွားတယ်ဥမာလူတယောက်စီမှာဆိုရင်လေတရက်နဲ့တရက်กว่าသွားတယ်လို့မျိုးပေါ့မနေ့ကဆိုရင်တော့အေးအေးမဝဘူးအေးမဝတော့ဘာဖြစ်လဲဆိုတော့လူကနှုံချိပြီးတော့မှကိုက်ကိုက်ခဲခဲလို့မျိုးဖြစ်တယ်ဒါပေမဲ့ဒီနေ့ကျတော့အေးဝါတော့ဘာဖြစ်လဲဆိုတော့မနှက်ထလာကလေးက energy တွေအပြည့်ကိုယ့်ရဲ့တာကတ်အတွက် ထပ်ပြီးတော့စ조사ချင်းစိတ်တွေအပြည့်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ရေဝတာကနေရတဲ့ကောင်းချိုးတွေအများကြီးထဲမှာမှကိုရဲ့အောင်မြင်မှုအတွက်ရအတိကတော့ချက်ဖြစ်တယ် အဲ့ရဝါလို့ရှိရင်တာကက်အတွက်ပို့ပြီးတော့လုံနိုင်စွမ်းနေပုံများတယ်အဲ့ရမဝါလို့ရှိရင်တနေ့တနေ့ထလာရင်ဘာမှလှုပ်ချင်စိတ်မရှိဘူးအဲ့တော့အားလုံးအဲ့ရဝါအောင်အဲ့ပါအဲ့ချိန်မှန်အောင်အဲ့ပါလို့ပြောချင်ပါတယ်လူကြီးတယောက်ဆိုရင်အ ਨੇ ဆုံးတရက်ကို9နိုင်ကနေ9နိုင်ကြာအဲ့ချိန်ရှိအောင်အဲ့ရပါမယ်ရှင်เนาะအဲ့တော့အဲ့ချိန်လေးကယူဆိုင်ပေးပါနံပါတ်1တစ်ချက်ကပါလဲဆိုတော့စားချင်းเนาะအစားအသောက်အားလုံး အစာအတောက်ကိုနှိုင်းဆိုရင်ဘလိုမျိုးကယူဆိုင်ဖြစ်လဲဆိုတော့ကိုကလေမျိုးစုံစားချင်တဲ့သူဖြစ်တယ်အစာအတောက်ဆိုအရင်မက်မောတဲ့သူဖြစ်တယ်ဒါပေမဲ့ပေါ့နော်စိတ်လွတ်ကိုလွတ်စားတာမျိုးမဟုတ်ပဲねဥမာမနဲ့ဆိုရင်တက်နိုင်တလောက်အစီတွေရှောင်းနေတက်နိုင်တလောက် heavy meal တွေရှောင်းနေပေါ့နော်ဥမာခောက်ဆွဲအရင်စားချင်ပေမဲ့เนาะတပတ်ကိုတစ်ခါလောက်ပဲစားတာမျိုးတို့ပေါ့နော် နောက်အေးအတွက်ကမနှက်ကိုပါလို့ပေါ့ပေါ့ပါပါလေးတွေပဲစားဖြစ်လဲဆိုတော့ဥမာအောက်ကြုံတို့အာပေါင်မုံချန်တို့ထောပတ်တီတို့ဒါမျိုးတွေပုံစားဖြစ်တယ် heavy ကြီးတွေစားလိုက်တဲ့အချိန်မှာပါဖြစ်လဲဆိုတော့ ဝါတန်းတာနော်အိတ်ချင်လာတာလူကလေနှုံးချီပြီးတော့တနေကုံအတွက်လည်းအစီတွေအေးပြီးတော့နေ့လယ်စာဆိုလဲစာတယ်လို့မစာတယ်လို့လို့ ਨੇ စားချိန်နဲ့လည်းမမှန်တော့တဲ့အခါမှာလေလူတယောက်ရဲ့ performance လူတယောက်ရဲ့လှုပ်ဆောင်မှုကိုလည်းသူကအများကြီးတက်ရောက်မှုရှိတယ်အဲ့ဒါကြောင့်မလို့စားတဲ့အချိန်မှာပေါ့နော်လွယ်လွယ်လေးပဲအားလုံးအသေးရွက်တက်နိုင်တဲ့လောက်များများစားပေးပါအစီအစိမ့်တက်နိုင်လောက်ရှောင်ပေးပါပြီးတော့လူတယောက်ကိုနော်မတိလိုက်တဲ့ချိန်မှာအိုစေတဲ့တကြားနော်တကြားတွေအချို့တွေ เนาะအများဆုံး short စားပေးပါလို့ပြောချင်တယ်ဒီလွယ်လွယ်လေးကနေစပါတော့အရင်ချင်းဟိုဗာလဲ healthy food တွေ clean food တွေပါတယ်ဟိုလိုကြီးဟိုမလို့သေးกว่าတည်ရမလားဟောတကြား short မယ်ပြီးတော့စီကြော်စားတွေ short မယ်ဂျုံတွေ short နိုင်တယ်လို့ short မယ်ဒီလိုမျိုး short တာနေစပြီးတော့ရေများများတောက်ချင်အဖြစ်เนาะကိုယ့်ရဲ့အစာအတောက်စနစ်ကိုပို့ပြီးတော့မှ အာကောင်းအောင်ကယူဆိုင်ဖို့လဲလိုပါတယ်ဒါဆိုရင်ပေါ့နော်အ ਨੇ ဆုံးတလားလောက်လောက်နိုင်လို့ရှိရင်နောက်နှစ်အတွက်ပေါ့နော်ဟိုဘယ်လိုပြောရမလဲပို့ပြီးတော့ကျမ်းမာတက်ကြွားတဲ့လူတယောက်ဖြစ်လာနိုင်ပါတယ်လို့ပြောချင်တယ်နံပါတ်3တစ်ချက်ကတော့နော်ဗာလဲဆိုတော့လေ့ကျင့်ခန်းလုပ်ခြင်းလေ့ကျင့်ခန်းဆိုတာထက်ခဏကိုလှုပ်လှုပ်ရှားရှားလုပ်ခြင်းလို့ပို့ပြောခြင်းနဲ့အဲနောက်ဆိုရင်အရင်တော့ကလေ့ကျင့်ခန်းလုပ်တဲ့ အပိုင်းကိုအယံမှတ်မောတဲ့သူတယောက်ဖြစ်ခဲ့တယ်။အဲ့ဒီတော့ကဆိုရင်ပေါ့နော်ပိုက်အစီတွေလုံးဝမတက်တဲ့အချိန်တွေရှိခဲ့ဘူးတဲ့ပိုက်အစီပိုက်အစီတွေအမြဲတမ်းချက်နေအောင်ပိုက်အစီတခြားခန္ဓာကိုခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အစီတွေအမြဲတမ်းမတက်အောင်ပေါ့နော်ထိန်းခဲတဲ့သူတယောက်ဖြစ်တယ်ဒါပေမဲ့အသက်ကြီးလာတော့လေအားလုံးဟို ရင်တော့ဆိုအသက်26နှစ်ခွန်လာတော့ဆိုအရန်တက်ကြွတယ်မဲ့အခွားအသက်33ဖြစ်သွားပြီဆိုတော့လူတယောက်ရဲ့တက်ကြွမှုကအရန်ကိုကြဆင်းသွားတယ်လူတယောက်ရဲ့ဟိုဘယ်လိုပြောရမလဲလှုပ်ဆောင်ချက်တွေကြဆင်းသွားတဲ့အချိန်မှာအရင်လိုလေ့ကျင့်ခန်းတွေ heavy တွေမလုပ်နိုင်တော့တဲ့အခါမှာ ။ဘာဖြစ်လဲဆိုတော့ဟိုแน่ๆป้าๆบ่เนาะติยามล่ะไอ้โหลไปเลุ่นไหนในเฉยมาตะคาเลยส่วนหูญาวญาดาดิไก่แค้ดาดิโหหลูเตี่ยวมันแลมะซันผิดตาดิผิดละเออแล้วดีนอกปายส่วนตัดไหนตะลောက်บ่เนาะมะแน่มะแน่ท่า ท่าเฉยเฉยนี่เว้ยผิดๆหูญะหู မြေမချိုးခဲ့အချိန်လေးတွေပဲဖြစ်ဖြစ်ပေါ့နော်ပေါပေါပါပါခန္ဓာကိုယ်လှုပ်ရှားမှုလေးတွေလှုပ်ဖြစ်တာမျိုးတွေပြန်လှုပ်လာရတယ်အဲတော့မဟုတ်ပေါ့နော်ဟိုတနေရာထဲမှာ post တခုထဲနဲ့ပဲအကြာကြီးထိုင်နေတာမျိုးတွေအဟိုအကြာကြီးဖုန်းငုံပြီးတော့ကြည့်နေတဲ့ poster မျိုးတွေအကြာကြီးမဖြစ်အောင်အာ ပါလေအကျောဆန့်ပေးတာမျိုးတွေပါတယ်လှုပ်ပေးမှပေါ့နော်လူတယောက်ရဲ့ performance ကပို့ပြီးတော့မှတက်လာတာမျိုးနော်သွေးလေပတ်မှုပို့ကောင်းပြီးတော့လူတယောက်ရဲ့ကျန်းမာရေးပို့ကောင်းလာတာမျိုးရဲ့ကျန်းမာရေးကောင်းတဲ့ခါမှာဟိုအလောက်မှရော ကိုယ့်ရဲ့ target တွေမှရောပို့ပြီးတော့မှအာ performance ပိုကောင်းလာမှာပေါ့နော်ဆိုတော့ကိုကလူငယ်တယောက်ဖြစ်နေသေးတယ်ဆိုရင်တော့တနေ့အနည်းဆုံးနိုင်ဝကိုင်းတနိုင်လောက်ထီတော့ဒေချင်ခံလောက်ပေးပါပြီးတော့အာဆန်နှောင်းတတ်မှတ်ချက်တစ်ခုနေနေပေါ့နော်တရက်ကိုခြေလမ်းပေါင်းတထောင်ပြည့်အောင်အမြဲတမ်းရှောက်ပေးပါနော် Apple Watch သုံးတဲ့လူဆိုရင်သိလိုက်မယ် Apple Watch မှဆိုရင်ခြေလမ်းတရက်တရက်ကိုခြေလမ်းဘလောက်ရှိပြီလဲဆိုပြောမှမှတ်ထားပေးတာရှိတယ်။ Apple Watch ထဲမှာလည်းအမြဲတမ်းကြည့်ပါ။အော်ငါဒီနေ့ခြေလမ်းတသောင်းပြအောင်ရှောက်မဲဆိုပြီးမှ target တစ်ခုထားပြီးတော့မှလှုပ်ပေးနိုင်လို့ရှိရင်ကိုယ့်အတွက်ကကျန်းမာရေးအတွက်ရောကိုယ့်ရဲ့အလောက် performance တွေအတွက်ရောပိုကောင်းနိုင်ပါတယ်ရှင့်။နံပါတ်၄ကတော့ပါလဲဆိုရင် stress short ချခြင်း။ဥလူတော်တော်များများကလေ PR တွေကိုထမ်းထားတတ်ကြတယ်။ ဖိအားကိုပုံမှန်လို့ပဲထင်ပြီးတော့မှအဲ့ဒီဖိအားတွေကိုရှော့ချအောင်မလုပ်ပဲနဲ့ဒီတိုင်းပဲပြီးသွားအောင်ဒီတိုင်းပဲဟိုဘယ်လိုပြောရမှာလဲပုံမှန်လေးလို့ပဲဒီတိုင်းပဲပြစ်ထားလိုက်ကြတယ်လူတွေမသိတာလေအဲ့ဒီဖိအားတွေတဖြည်းဖြည်းချင်းများများများလာတဲ့အခါမှာဘာဖြစ်လဲဆိုတော့လူတယောက်เนาะ အယန်းကိုတက်တက်ကြွကြွနဲ့အလောက်လောက်ဖိုးတဲ့သူတယောက်တက်ကြွမှုတွေညော့သွားမယ်မျက်နာတွေမှာပေါ်လာမယ်မျက်နာလန်းဆန်းတက်ကြွမှုမရှိတော့ဘဲနဲ့ကြီးကြီးလင်းလင်းမရှိတော့ဘဲနဲ့မျက်နာတွေညိုးမောင်လာမယ်เนาะပြီးတော့ idea အစ်စ်တွေမထွက်တော့ဘူးအလောက်လောက်တဲ့ချိန်မှာလည်းအများကြီးထိခိုက်မှုရှိလာတယ်အားလုံးเนาะ PA ကိုယ်တိုင်အဲ့လိုမျိုးလူတယောက်ဖြစ်ခဲ့မှုတယ်ဘာဖြစ်လဲဆိုတော့ခုနပြောတဲ့အချက်တွေเนาะအများကြီးဖြစ်လိုက်မျက်နာလည်းလန်ဆိုင်တက်ကြွဘူးတဲ့သူတယောက်ကเนาะဟိုမလန်းမဆန်းဖြစ်လိုက်မျက်နာမျက်နာမှာလည်းပေါ်လာတယ်ဆိုတော့ဒီနောက်ပိုင်းဘာဖြစ်လဲဆိုတော့ PR တွေကိုလေတတ်နိုင်တဲ့လောက်ရှင်းထုတ် ်ဘလို့ပုံစံနဲ့ရှင်းထုတ်လဲဆိုတော့ပြက်တနာတိုင်းကို PA တို့နော်နေတို့ချက်ချင်းမဖြည့်ရှင်းနိုင်ရင်တောင်မှနော်အပေါပါဆုံးအစင်တီရောက်အောင်ဖြေရှင်းလိုက်တာမျိုးတချို့တော့အရာတွေဆိုရင်တချို့တော့ပြဿနာတွေတချို့တော့ဖိအားတွေဆိုရင် အကုန်လုံးထုတ်လိုက်လို့မရရင်တောင်မှနော်ထုတ်နိုင်တဲ့လောက်ရှင်းနိုင်တဲ့လောက်ရှင်းပြီးတော့ကိုယ်စီမှာနော် ခန်းထားတဲ့ပုံစံမျိုးမဖြစ်တဲ့အထီကိုရှင်းထုတ်လိုက်တယ်ဖြည့်ရှင်းလိုက်တဲ့အခါမှာဖိအားတွေမများတော့တဲ့အခါမှာနော်နော်ရတွေ့တဲ့သူတော်တော်များပါပြောလဲဆိုတော့အကြည်တက်အယံရတယ်အကြည်တက်အယံရတယ်ဆိုတော့ကိုယ့်ကိုမြောက်ပြောတာမဟုတ်လူတွေပြောတာပေါ့နော်အဲ့တော့ကိုယ့်ကိုလာစဉ်းစားချိန်မှာဘာလို့လူတွေအဲ့လိုပြောရလဲပြီးအေးနားနေလို့ရှင်အကြည်တက်တွေအယံရတယ်ပုံထဲကြီးလိုက်တာနဲ့နော်ကြီးလင်လန်းဆန်းနေတာပဲဘာလို့လဲဆိုတော့အဲ့အချက်ကြောင့်ဖိအားတွေအမြဲတမ်းပြန်ထုတ်တယ် ပြဿနာတွေအများတန်းရှင်းတဲ့စိတ်ထဲမကြည်မလင်ဖြစ်နေတဲ့အရာတိုင်းကိုအကုန်လုံးရှင်းထုတ်တယ်။အဲဒါကြောင့်မလို့ကိုယ်စီမှာဖိအားတဲ့ stress တွေမများတော့တဲ့ခါမှာလူတစ်ယောက်ကကြည်လင်လန်းဆန်းလာမယ် performance တွေတိုးလာမယ်။နော်ပို့ပြီးတော့မှ idea အသစ်တွေပို့ပို့ရတဲ့ခါကျတော့စီးပွားရေးမှာရောအလုပ်မှာရောပို့ပြီးတော့မှအောင်မြင်မှုတွေရတယ်။ နောက်ဆုံးတစ်ချက်နံပါတ်5တစ်ချက်ကတော့အသက်အရွယ်တိုင်းနဲ့เนาะတင့်တော်တဲ့ဗီတာမင်တွေအာမီဝဲတာမျိုးเนาะဥပမာနှိုင်းဆိုရင်အသက်နှစ်ချောင်းနှစ်ခွန်ကလေးအစပြီးတော့ကော်လာဂျင်တောက်ခဲ့တယ်ကော်လာဂျင်ဆိုတာကဟို ဘယ်လိုပြောမလဲအဲ့တုန်းကတော့ရုံနှုတ်ချင်လို့တောက်ခဲ့တာဒါပေမဲ့ကိုရွေးချယ်လိုက်တဲ့ကော်လဂျင်ကလည်းကိုနဲ့တင့်တော်တဲ့ကော်လဂျင်တွေလည်းရွေးချယ်စေချင်တယ်ပေါ့နော်ရုံနှုတ်ချင်လို့တောက်ခဲ့တယ်အသားကြည်ချင်လို့တောက်ခဲ့တယ်ဒါပေမဲ့အဲ့ဒီကော်လဂျင်ကကိုပေါ့နော်ဟိုဗီဒီယိုထဲမှာတွေ့ပြီးအပြစ်မှာတွေ့တဲ့တိုင်းပါပြောလဲဆိုတော့အပြစ်မှာအရန်နှုတ်တယ်ရုပ်ရုပ်ပိုနှုတ်လာစေတယ်ပေါ့နော်ပြီးတော့ အဲ့ဒီကောလက်ဂျင်ကနေလေစီးပွားရေးတွေလည်းဆက်လုပ်လို့ရတဲ့သူတယောက်လည်းဖြစ်ခဲ့တယ်ပြောတခြားသောဗီတာမင် C တို့เนาะမက်ဂနီဆီယမ်တို့အာကိုနဲ့လိုက်ဖက်တင့်တော်တဲ့ကိုလိုအပ်မဲ့ထင်တဲ့ဗီတာမင်တွေမီဝဲခြင်းအားဖြင့်ကိုရဲ့ရုပ်ရည်ကိုလည်းထိန်းလို့ရတယ်တော့မဟုတ်ကိုရဲ့ကျန်းမာရေးကိုလည်းပို့ပြီးတော့မှကောင်းလာအောင်လေနှဲ့တို့လှုပ်လို့ရတယ်ဒါတွေအကုန်လုံးကလေနော် ကိုရဲ့အလောက်တွေလောက်တဲ့ချိန်မှာ performance တွေပိုတိုးစေတဲ့เนาะအကူအညီတွေအထောက်အပံ့တွေဖြစ်တယ်ဆိုတော့တာတွေကိုနှဲ့တို့เนาะအရင်ကြီး serious ဖြစ်တဲ့ပုံစံနဲ့လှုပ်ဆရာမလိုဘူးကိုဆိုတာဘလို့လို့လဲကိုနေတက်တဲ့ပုံစံနေသွားရင်နဲ့ ဲ့ရေဝအောင်အိမ်မယ်အစားတောက်ကောင်းကောင်းလေးတွေစားမယ်ပြီးတော့လေ့ကျင့်ခန်းလေးတွေလုပ်မယ်ဖိအားတွေလျှော့နိုင်တဲ့လောက်လျှော့မယ်နောက်ဆုံးမီဝဲတင်းတဲ့ဗီတာမင်စ်လေးတွေမီဝဲချင်းအားဖြင့်2026မှာတည်ထပ်ပိုကောင်းပိုကျန်းမာပိုအောင်မြင် performance ပိုကောင်းတဲ့သူတယောက်ဖြစ်အောင်လုပ်နိုင်ပါတယ်လို့ပြောချင်ပါတယ်ရှင်။အဲ့တော့နောက် AC ကနေ online marketing ပညာတွေကိုအခြေခံနေနဲ့လေ့လာချင် တဲ့ဆိုတဲ့သူတွေလည်းအခုပေးထားတဲ့ Viber QR code ကိုစကန်လုပ်ပြီးတော့မှ နော် free ebook လာ download ရတယ်အဲ့ဒီ ebook ထဲမှာ online စာလုပ်ချင်တဲ့သူတိုင်းစာလုပ်လို့ရတဲ့အစစ်၅စင်ဆိုပြီးတော့မှတင်ထားပေးတယ်အဲ့တော့စိတ်ဝင်စားတယ်လေ့လာချင်တယ်ဆိုရင် Viber ထဲမှာ free ebook ဆိုပြီးတော့မှလာရေးပေးလို့ရပါတယ်ရှင် admin တွေကနေတစ်စ ebook ကို free ပို့ပေးမှာပဲဖြစ်ပါတယ်ဆိုတော့အဲ့တော့အဆုံးထိကြည့်ပေးရသူရှိလို့ရှိရင်လည်းတစ်ခုခုမှန်ခဲ့ပေးလို့ရပါတယ်နောက် AC ကနေဒီလိုမျိုးဗီဒီယိုတွေကိုတစ်ပတ်နှစ်ပုတ်နဲ့ ပုံမှန်တင်သွားပေးမယ်ပေါ့နော်ကြီးစုအားပေးသူတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဆုံးအနေနဲ့ channel လေးကိုလည်း subscribe လေးလုပ်သွားပေးပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်